ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။အပြောင်းအရွှေ့နဲ့ပတ်သက်လို့ကျွန်တော်ဆက်ပြောရလို့ရှိရင်လက်ရှိကောလာဟာလာသတင်းတချို့ရထွက်ပေါ်လာတဲ့သတင်းတွေကိုကျွန်တော်ကြည့်ကြည့်ရရင်အဲ့ဒီတွေကတစ်ခုကတော့ Jared Brightway နဲ့ပတ်သက်တဲ့သတင်းမှာ Manchester United ရဲ့ဘက်ကတော့နွေရာသီအပြောင်းအရွှေ့မှာ Jared Brightway ကိုပေါင်သန်း90ကျော်ပေးပြီးတော့ခေါ်ဖို့အတွက်အဆင်သင့်ရှိနေတယ်ပေါ့နော်။ကစားမအနေနဲ့ချန်ပီယံလိပြိုင်ပွဲဝင်ကစားလူတဲ့အတွက် United ကသူ့ကိုခေါ်ချင်နေသလိုရှိရင် ချန်ပီယံလိဝင်ခွင့်တော့ရအောင်ပေါ့ကျွန်တော်ပြောတော့ယူထားနိုင်ဖို့တော့လူတယ်ပေါ့နော် Brightway ကအပြောင်းရွှေ့ကို United ကိုပြောင်းရွှေ့ဖို့ဆိုတဲ့အပြောင်းရွှေ့ကိုလက်ခံစဉ်းစားဖို့အတွက် ready ပဲ United အသင်းရဲ့ဘက်ကလည်းသဘောတူညီမှုချက်ရဖို့အတွက်လှုပ်ဆောင်နိုင်မယ်ဆိုပြီးတော့ယုံကြည်ထားကြတယ်ပေါ့ဆိုဒီနေရာမှာဒီကာလဒီကာလပိုင်းမှာထွက်တဲ့အပြောင်းရွှေ့သတင်းတွေကတော့ဘယ်လိုပြောမလဲဟိုစိတ်လှုပ်ရှားစရာကောင်းတဲ့အရာတွေအများကြီးရှိအောင်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဒါပေမဲ့တော့တကယ်တမ်း အသင်းဘက်ကဒီကစားမဖြစ်သူကိုတကယ်ပဲကျွန်တော်ခေါ်ဖို့ကြိုးပမ်းဖို့လုပ်နေတယ်ကျွန်တော်ထားကြပါတော့တန်း90ညီကရုပေးမလားညီကရုဆိုလို့ရှင်ကျွန်တော်တို့ကျွန်တော်မပေးဘူးမပေးဘူးဆိုတာကအသင်းပိုင်ရှင်တွေကိုယ်တိုင်လည်း draft right တွေလိုပလီယာမျိုးကိုတန်း90ပေးလိမ့်မယ်လို့ကျွန်တော်မထင်ဘူးတခုတော့ရှိတယ်ဗျာဒီလားတခုတော့ရှိတယ်ကျွန်တော်တို့ဘလောက်ပဲဒီကစားမနဲ့ပတ်သက်ပြီးတော့ဒီဘယ်လိုပြောမလဲပြောကြပြောကြပါနော် potential ဘိုင်းကြီးကဒီကောင်လေးရတော်တော်ကောင်းတာ potential တော်တော်ရှိတယ် physically တော်တော်လေးကို strong ဖြစ်တယ် ဒါအပြင်ကျွန်တော်တို့အနေနဲ့ဒီအရက်မောင်းကလည်းအမြင်ကြီးပဲကျွန်တော်တို့နောက်တန်းမှာအဲ့လိုတွေလိုနေတာ။နောက်ဒါအပြင် ball playing ability ကလည်းတော်တော်ကောင်းတယ်။အဲ့ ball playing ability တော်တော်ကောင်းတဲ့နေရာမှာပါတာကအရေးကြီးတယ်။ကျွန်တော်တို့ရဲ့နောက်တန်းမှာဆိုလို့ရှိရင် ball playing ability ကောင်းတဲ့ကစားမတွေ၊ area awareness ကောင်းတဲ့ကစားမတွေ၊ tackle ကောင်းတဲ့ကစားမတွေလိုတယ်။အသင်းမှာသိမ့်မရှိဘူး။ဆိုတော့ဒီကစားမကအမှန်တမ်းပြောမယ်ဆိုလို့ရှိရင်တော့လိုတယ်။သို့တော့လက်ရှိအနေထားအရတန်း90ဆိုတာကမင်းရလေဘာမှန်းကိုစဉ်းစားရမလို့ င်ပေးဖို့အတွက်စဉ်းစားကြရကိုမရှိဘူးဗျာနောက်ပြန်လှည့်တင်တယ်ပြီးခဲ့တဲ့ကျွန်တော်ညရာဒီပြောင်းရွှေ့တုန်းကလည်းဒီကစားမကိုအမှန်ကန်ခေါ်ဖို့လုပ်တာဒါတော့မှဒါသူခြေသွန်းကောင်းနေတဲ့အချိန်တော့သူခြေသွန်းကောင်းနေတဲ့အချိန်မှာခေါ်ဖို့လုပ်တာအေဘတ်နဲ့နှစ်ကြိမ်တည်းကျွန်တော်တို့ကိုညင်းပယ်ခဲ့တယ်လက်ရှိဒီလိုဒီကောင်ကလက်ရှိမှာတိုင်ပတ်နေပြီတိုင်ပတ်နေပြီဆိုတော့ပြီးခဲ့တဲ့ညရာဒီကတော့မလုံနိုင်ဘူးတော့ခြေသွန်းမပြနိုင်ဘူးအထူးသဖြင့်ကိုဒီလိုမျိုးမျက်စိတော်တော်ကြည့်တဲ့တိတယ်မလားဒီအသင်းကစားပါလေဒီ အသည်မျိုးအသည်မျိုးတော့ထိတ်လိုက်တွေ့ခဲ့တဲ့ပွဲမှာဒီကောင်မင်းရောင်းတာရောင်းတာမနေဘူးအဲ့လိုအချင်းကြီးမျိုးမှာဗျာကြည့်လား딴90ပါညာဆိုတော့မင်းရတော့မင်းဒီကောင်ကချန်ပီယံလိကကစားကျင်သေးတယ်မင်းချန်ပီယံလိကကစားကျင်သေးတယ်မင်းအချင်းကြီးနဲ့ဘယ်သူကခေါ်မအောင်ချန်ပီယံလိရတဲ့အသည်နေရချန်ပီယံလိကံကွင်းရတဲ့အသည်နေကမင်းအချင်းကြီးနဲ့ဘယ်သူကခေါ်မအောင်ပြောချင်တာကဟုတ်တယ်မလားနော် PSV တုန်းမှာမှမင်းချန်ပီယံလိတွေပါရင်ကစားခွင့်ရခဲ့သေးလားမသိပါဘူးမင်းဒီပုံစံနဲ့ရတော့မြန်လေအေဗာတန်မှာနေတော့မသိရင်ပဲချန်ပီယံလိကစားနေရတာကြာနေတာပဲဟုတ်တော့မလားနော်ဆိုတော့ပြောပြောချင်တာကဒီဒီသူ့ရဲ့အချင်းကြီးကဗောနော လက်ရှိမှာပြီးခဲ့တဲ့ရာသီကထက်ပိုပြီးတော့တိုင်ပက်နေတာတိုင်ပက်နေတဲ့အခြေအနေမျိုးမှာဘယ်အသင်းမှတန်း90ပေးကော်ဗီဒီယိုခေါ်ရလောက်တဲ့ဒီတုံးလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဒီဟာကျွန်တော်ဒါမှမဟုတ်ဗျာကျွန်တော်တော်တော်သိနေပါပြီဟုတ်တယ်မလားနော်ဒီကစားမနဲ့ပတ်သက်တာတွေကတော်သိနေပါပြီနော်ကောင်းနေလို့တန်း90ပညာပြီးရမယ်ဆိုတဲ့မျိုးကတော့နည်းနည်းကျွန်တော်တို့ဒါလက်ခံလို့ရသေးတယ်ဘယ်ဒီအခြေအနေနဲ့ကမင်းတန်း90ဆိုတာမျိုးကလည်းမင်းကလည်းမင်းအဝေးကြီးပဲလက်ကြည့်စရာကိုကျွန်တော်မလိုတာဗျာဒီလာမင်းဟိုတွေးစရာကိုကျွန်တော်မလိုတာအသင်းတွေက ဒါကြောင့်ကျွန်တော်ကတော့ United အနေနဲ့ဒါ Gerard Brightway ကိုတန်း90နဲ့ခေါ်ဖို့အတွက်အဆင်သင့်ရှိနေတယ်ဆိုတာမျိုးတွေကတော့တိတ်တော့ဟိုဘယ်လိုပြောမလဲစိတ်လို့ရစရာလို့မထင်ဘူးပေါ့နော်။ဘဏ္ဍာရေးပိုင်းချက်တဲနေတာတွေကိုအသင်းရဲ့လူငယ်လေးတွေကိုရောင်းချနိုင်ပြီးတော့ရတဲ့ငွေနဲ့ပြန်ခေါ်မယ်ဆိုရင်တော့မှတန်း90သုံးရင်သုံး Brightway တော့မသုံးဘူးဗျာ။ Channel Exama တွေပဲကျွန်တော်သုံးမှာပေါ့။အဲ့ဒါမှလား Brightway တို့ player မျိုးကိုတန်း90သုံးပြီးတော့မင်းဘယ်သူကငွေဖြုံးခံမလဲ။တကယ်ပူကောင်းလာနေမှာလေ Gerard Brightway ကအနာဂတ်မှာအများကြီးပူကောင်းလာနေတဲ့ player တယောက်ဖြစ်ကောင်းဖြစ်လာနေတယ်ဒါပေမဲ့အခုကတော့ မင်းကလည်းမတန်ဘူးဗျာမတန်ဘူးเนาะဒါအပြင်သူကဗျာသူသူ့ပုံစံကြီးကလေးတယ်ဗျာဒီလားပုံစံကြီးကလေဟိုထောင်ထောင်ထောင်နဲ့ဒါမျိုးတို့သူကမစိုးဘူးကစားတာကကျွန်တော်သဘောကျတာက individuality ကောင်းတယ်ဘောပလေးမစိုးဘူးเนาะ ground tactics device ဆိုလည်းမစိုးဘူးဗောနော်ဒါမျိုးတို့သူက PR တွေဘာတွေအောက်မှာအမှန်ကန်ကစားနေတဲ့ profile ပုံစံမျိုးကျွန်တော်ဟုတ်မနေဘူးတို့တော့လေဗျဒါအချိန်နဲ့မြပြောင်းလဲနိုင်တဲ့အချိန်မျိုးပေါ့ဆိုတော့ဆောင်းတော့ကျွန်တော်ကြည့်ရမယ်တန်90ရတော့မင်းလှည့်ကိုမကြည့်တင်တဲ့အချိန်မျိုးပဲတော်သိနေပြီတန်90လို့ဘာလို့ကမေ့သိနေပြီဗောနော် ဆန်ညီကရိုရောဘလူးမင်းညလည်း Brightway ကိုခံစစ်သူသမီး Listen Lo Martinez တို့ပါတော့ injury ပြဿနာတွေခဏတိုင်းကြုံနေရပြီးတော့ Heaven လေးလိုတော့ပဲလူငယ်တွေရှိတဲ့နေရာမျိုးမှာအစားထိုးဖို့ဆိုရင် Brightway ဟာတကယ်ကောင်းတဲ့ player ဖြစ်လာလိမ့်မယ်ညို့လို့ထင်ကြလားသူနေကြပါအားလုံးကိုချစ်သီးများတယ်ပါ